အနတ္တဖြစ်ပုံကအကြောင်းလေးမျိုးရှိတယ်။အကြောင်းလေးမျိုးကပါတော့တစ်ခုက၃ညတဲ့။ကိုထင်တဲ့အရာဟာ empty ပဲဘာမှမဟုတ်။အကောင့်ထဲပေါ်လို့မရ။ကိုထင်တဲ့ဟာလိုက်ရှာလိုက်ရင်ပြောင်းနေတယ်။ရှာလို့မတွေ့ဘူး။လူရှာတယ်လူမတွေ့ဘူး။ဘာတွေတွေ့တော့ခေါင်းတွေ့တယ်လက်တွေ့တယ်ခြေတော့တွေ့တယ်။ဒါတွေတော့တွေ့တယ်။ဒါတွေကသူ့နာမည်နဲ့သူပဲ။အဲ့ဒါကိုပြောတာ၃ညစာ ကိုထင်တဲ့ဟာကိုပြောထားတဲ့စကားဟာရှာလို့မရတော့အဲ့ဒီတုံညာရှုတော်ကကြည့်ပြီးတော့လည်းပဲအနတ္တလို့ပြောတာတဲ့အတ္တဆိုတာဘယ်မှာရှာလို့မရဘူးနောက်တစ်ခုကပါတော့ဆိုအတ္တမိကပိုင်ရှင်မရှိဘူးကိုရကိုကိုပိုင်တယ်လို့ထင်နေတာမပိုင်ဘူးလေကိုမပိုင်လို့ကိုအုပ်ချုပ်လို့မှမရတာကိုခန္ဓာကိုအုပ်ချုပ်လို့မရဘူးသူဖြစ်ချင်တာဖြစ်သွားတာပဲ ဘာမှကိုပိုင်ဆိုတာမရဘူးဒါပေမဲ့လူတွေကတော့ကိုကိုကိုပိုင်တယ်လို့ထင်နေကြတယ်သူကသူတဘာဝအရှင်ပြေးနေသေးရင်အရှင်ပြေးနေတာပဲနော်ကိုပိုင်တာတခုမှမရှိဘူးအဲ့တော့အတ္တမိကပိုင်ရှင်မဲ့နေတယ်ပိုင်ရှင်မဲ့နေတဲ့ခန္ဓာကသူ့အကြောင်းနဲ့သူသူကသူဖြစ်ခြင်းဖြစ်နေတာအဲ့ဒါကြောင့်မို့လို့အနတ္တအဲ့ နောက်နောက်တစ်ခုကတော့ဘာလို့ဆိုအနိတ္တရာကိုမအုပ်ချုပ်နိုင်ဘူးအစိုးရမဟုတ်ဘူးကိုအစိုးမရဘူးသူဟုတ်တယ်သူဖြစ်ချင်တာဖြစ်တာပဲလေရောက်ခဏကိုအစိုးရတဲ့ဆိုရင်မင်းဒီရွယ်လေးပဲနေမကြည့်နဲ့နော်ဒီပုံစံလေးပဲနေရမယ်လုပ်ချင်လို့မရဘူးလေအလိုကိုအုပ်ချုပ်ထားနိုင်တဲ့မရှိဘူးဒါကြောင့်မို့လို့အစိုးရ ဆိုရတဲ့ဟာမရှိသည့်အတွက်ကြောင့်အနတ္တနောက်တစ်ခုကျတော့အတ္တပဋိခိပါတယ်အတ္တဆိုရရဲ့ဆန့်ကျင်မဲ့အတ္တကိုပယ်ဖြတ်တတ်လို့အနိတ္တနတ္တာလို့ခေါ်တယ်အဲ့တော့အနိစ္စဒုက္ခအနတ္တဆိုတာခွင်းဆက်တည်ပဲအနတ္တဆိုတာအမြဲတမ်းနားလဲဖို့ခက်သည့်အတွက်ကြောင့်အနိစ္စဆိုတာဟို ကိုကိုမျက်စိရောက်မှဖြစ်ပြီးပြက်သွားတာတွေတွေ့ရတယ်ပြောင်းလဲသွားတာတွေတွေ့ရတယ်တခဏခိုက်တန်တွေတွေ့ရတယ်အနေဆာဆိုတာတိလွယ်တယ်ပေါ့နော်လူတွေဆိုလဲကိုမျက်စိရောက်ကရှိနေတယ်သူကမရှိတော့ဘူးဆိုတာအနေဆာဆိုတာတွေ့လို့ရဒုက္ခဆိုတာလဲလူတွေပါဇက်ကနေပြီးဒုက္ခလို့ပြောလို့ရတယ်အနတ္တကြတော့ပို့ပြီးတော့ခက်ခဲသွားပြန်အနတ္တကိုမြင်ဖို့ကြတော့ပို့ခက်ခဲသွား ဒါကြောင့်မြတ်စွာဘုရားကအနတ္တကိုဟောတဲ့အခါမှာအနိစ္စရှုတော်ကလည်းဟောတယ်ဒုက္ခရှုတော်ကလည်းဟောတယ်သို့မဟုတ်အနိစ္စဒုက္ခနှစ်ခုလုံးရဲ့ရှုတော်ကနေပြီးတော့အနတ္တကိုဒီလိုဖော်ရတယ်တော့အနိစ္စရှုတော်ကဟောမှအနတ္တသဘောပေါ်တယ်ဒုက္ခရှုတော်ကဟောမှအနတ္တသဘောပေါ်တယ်အနတ္တဖြစ်ပုံကိုမြတ်စွာဘုရားရှုဟာတဲ့ကိုယ့်ရဲ့အတ္တဆိုလို့ရှိရင်မနှိမ့်ဆက်ရဘူးတဲ့အခု तू ကနှိမ့်ဆက်တယ် ทุกข์ปีเลยไอ้ทุกข์ปีนี่นะก็กูไม่รูาทำไงเนาะอาบารายาต่างเดีย ตัวที่กับยาสีมูรินเนี่ยนี่เลยในเสด็จเด็กกูไม่รู้ในเสด็จกูกูในเสด็จเช่นเอร่าจะมองเอร่าทุกข์ชูรองานี่ขอละในสันชูรองานนักคุลงชูรองานแล้วคูดีมาขอละเสด็จในสันแต่ทุกข์ยันทุกข์แต่รันนัดอ่ะในสันทุกข์ชูรองานี่หัวเลยละ အနိစ္စဖြစ်လို့ဒုက္ခဒုက္ခဖြစ်လို့အတ္တတင်းလို့ခေါ်လိုက်တာ